အချိန်တုန်းကအနုပညာလုပ်တွေကိုတူတူလုပ်ကိုင်ခဲ့ကြတဲ့အနုပညာညီကိုမောင်နှမတွေဖြစ်ပေမယ့်အခုဆိုရင်တော့ယုံကြည်ရာလမ်းတွေကွဲလွဲသွားခဲ့ပြီးအမားတွေကိုအမှန်လုပ်ပြီးပြည်သူအပေါ်မှာအစိတ်ခံနေကြတဲ့မြန်မာနိုင်ငံမှာကြံခဲ့တဲ့အနုပညာရှင်တွေအပေါ်ပညာသားပါပါနဲ့ပြောဆိုလာခဲ့တဲ့တရားဆောင်ချက်သူဝေမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်တဲ့အဆိုတော်ချက်သူဝေကိုတော့ပရိသတ်တရားလုံးကဒီနေ့ဒီချိန်ရက်ထိချက်ခင်နေကြအောင်မယ်လို့ထင်ပါတယ် တရုတ်ဆောင်ချက်သူဝေဟာမြန်မာနိုင်ငံမှာအောင်မြင်တဲ့နှိပညာရှင်တယောက်အဖြစ်နှစ်ပေါင်းများစွာရပ်တည်ခဲ့သူတယောက်ဖြစ်ပေမယ့်အာနာသိမ့်မှုကာလအစမှာပဲသမီးလေးနှစ်ယောက်ရဲ့လက်ကိုဆွဲကခင်မောဖြစ်သူလင်းလင်းနဲ့အတူလွမြောက်ရာနေမြေကိုရှောင်တိန်ခဲ့တာပဲဖြစ်ပါတယ်လွမြောက်နေမြေမှာနေ့အတော်ကြာနေထိုင်ခဲ့ပြီးတော်လန်ရဲ့အတွက်တက်ဆွမ်းသမျှပါဝင်ခဲ့တဲ့ချစ်သူဝေလိုမိသားစုဟာအခုလက်ရှိမှာတော့ခိုလုံရနိုင်ငံတစ်ခုကိုရောက်ရှိသွားခဲ့ပြီးဆိုပေမယ့်တော်လန်ရဲ့အတွက်ရက်တည်နေကြအစဲပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာတော့မြဝတီရုပ်တံလိုင်းကနေမကြခင်မှာကျင်းပမဲ့ရွေးကောက်ပွဲရက်အတွက်ဝါသားဖြန့်ဇလန်းတိုတပုတ်ရှိုက်ကူးခဲ့တာဖြစ်ပြီးအဆိုပါဇလန်းတိုထဲမှာတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းနုပညာရှင်တွေပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ တစ်ချိန်လုံးကအနုပညာအလုပ်တွေတူတူလုပ်ခဲ့ပြီးတရုပ်ဆောင်ခဲ့ကြပေမဲ့အခုဆိုရင်တော့ယုံကြည်အားလန်းတွေကွဲလွဲသွားခဲ့ကောင်အစိပ်ပင်ကိုရေလောင်းပြီးတော့ပြည်သက်တွေအပေါ်မှာအသည့်တွေအတွေးတွေကိုမယုံနိုင်လောက်အောင်အစိပ်ခတ်နေခဲ့တဲ့နိုင်ငံကျော်တရုပ်ဆောင်တွေကိုချစ်သူဝေကအခုလိုပြောလာခဲ့တာဖြစ်ပါတယ်တရုတ်ဆောင်ချစ်သူဝေကပြပြတသားနဲ့ရက်တီခဲ့တဲ့ကိုတွေကိုအစွမ်းရောက်တစိမ့်တွေကတ်ခဲ့ကြတယ်။တန်ရောစင်ဆိုတာလူတိုင်းမှရှိတယ်။ ပြတ်သားရမာတွေမပြတ်သားနိုင်ကြတဲ့တော်လန်ရင်ညီကိုပေါင်နှမတွေကိုလည်းဘာတွေများအပေးယူရှိနေသေးလို့အသက်တွေဘဝတွေပေးခဲ့ရတဲ့လူတွေရဲ့မျက်နာကိုမထောက်လောက်အောင်လူမှုရေးတွေတအားကောင်းချင်နေကြတာလဲလို့ကိုအောင်မသားမမတ်ရဲတော့ရေပေါ်စီတွေအောက်မှာကြတော့ wish တွေလှုပ်လိုက်တွေ့ရကတ်တိုးဆက်ဆံလိုက်နေတကယ်ကိုပြက်ပြက်သားသားမရက်တည်တဲ့ကားရတွေနဲ့ခွားတော့ခွားနေကြတာပဲလူလည်းမသိဘူးအဲ့ဒီလူတွေကတမျိုးဒါနဲ့ပဲတန်တရာကလဲနေတော့ ပိုင်းကောလှုပ်ထားလဲတော်လန်ရင်းတွေကခေါင်းစစ်တစ်ခုနဲ့တွဲလဲကြည့်လိုက်တာပဲနားထောင်လိုက်တာပဲအားပေးလိုက်ရတာပဲတတိလေးနဲ့ဆင်ကျင်ကြပါအောင်ကွယ်ငါနဲ့သိရင်တော့ရှော်လိုက်မယ်ငါအကျိုးလေးရှိရင်တော့ရှော်လိုက်မယ်ဆိုတာမျိုးလေးတွေလည်းရှောင်ကြပါအောင်အခုတော့တဖြည်းဖြည်းနဲ့တော်လန်ရင်းကိုပါစော်ကားတက်လာကြတာမျိုးဒီလမ်းမှအတက်အကုန်လုံးဆွန့်ခဲ့ရဲဝန်းခဲ့တဲ့သူတွေကပဲတိုင်းပြည်ကိုဖျက်နေသလိုမျိုးကြီးအထီးအပြောခံနေရတာကွာ ဘသူမှမသိရင်တော့ကိုလိပ်ပြတော့ကိုရှက်နေရမှာမဟုတ်ဘူးလားဟာဟုဆိုကောင်ပြောဆောင်ချက်သူဝေက ပြောဆိုထားတာပဲဖြစ်ပါတယ်အခုလက်ရှိအချိန်နေရောက်အောင်မြင်တဲ့ဘဝတွေကိုဆွန့်ပစ်ခဲ့ပြီးဒေါ်လာရေးမှာပါဝင်နေချတဲ့ဥပညာရှင်တွေကမှားနေတယ်လို့ပုံစံမျိုးဖြစ်နေခဲ့ကောင်မြန်မာနိုင်ငံမှာကြံနေခဲ့ပြီးပေါ့ပေါ့နေပေါ့ပေါ့စာပြည်သူတွေကိုအစိတ်ခတ်နေတဲ့သူတွေကတော့ကောင်းနေတဲ့အောင်ဟန်ဆောင်နေကြတဲ့အပေါ်တရုတ်ဆောင်ချက်သူဝေကဘသူ့ကိုမှအာမနာတော့ပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်